ရှင်စွာဘုရားသခင်ကျေးတော်ကိုချီးမွမ်းပါれအားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့သိုးထိန်နှင့်သိုးဆိုရက်ကောင်းစင်လေးနဲ့ခေါ်ပြတော့မှာဖြစ်ပါれရှင်လုကခရစ်ဝင်ကျမ်းအခန်း15စာပိုက်၃ကနေဖတ်ပါမယ်ထိုအခါဥမာစကားကိုမိန်တော်မူသည်ကသင်တို့တွင်တစုံတယောက်သောသူ၌သိုးတရာရှိသိုးတစ်ကောင်ပြောက်လင် 69កောင်သောទូរុကိုតော၌ថាခဲ့ပြီးမှပျောက်သောទូរុកောင်ကိုမတွေ့မီတိုင်အောင်ទွားရဲ့မရှာဘဲနေမီလောပြောတာတွေ့ရတယ်။ဒါကတော့ယေရှုခရစ်တော်ဒီလောကမှာရှိစဉ်ခါတုန်းကအခွန်ခံနေနေဆိုးသောသူတွေပေါ့။ဟောသူ့နောက်ကိုရောက်လာကြတယ်။တယုံယုံနေပေါ့နော်။ဆိုတော့ဒီဖော်ရရှယ်ကအပြစ်တင်အဲ့ဒါ 哦ကိုကိုပြောရမရှိရနော်ဒါပေမဲ့လည်းဒီမှာဆိုးတဲ့သူတွေနော်ကသူ့နာမှာတေုံယုံနဲ့ဆိုပြီးတော့မှဆိုးတဲ့သူတွေကိုလက်ခံတယ်သူတို့နဲ့အတူစားတယ်သူတို့နဲ့ပေါင်းတယ်ပေါ့ကဲရကဲရခါမှာယေရှုကဥမာပေးတာဖြစ်တယ်မင်းတို့စင်မှာတိုးတရာရှိလို့တကောင်ပြောက်ရင်တဲ့69ကောင်ထားခဲ့ပြီးတကောင်ကိုသွားမရှာဘဲနဲ့နေမလားတဲ့မတွေ့မချင်းရှာမှာတဲ့ အောက်ဆက်ဖန်တွေ့ရင်ပခုံးပေါ်တင်ပြီးတော့ငါပြောက်ရသူတွေ့ပြီဆိုတော့အိမ်နီးချင်းနေပြောပြီးဝမ်းမြောက်မယ်တဲ့နော်အဲ့တော့ supply ခွန်ကိုဖတ်ချင်တယ်ကြော်ပြီးတော့မှထုံနဲ့တူဖြောင်းမှတ်၍နောင်တရရစရာအကြောင်းမရှိတော့သူ96ရောက်တော့၌ကောင်းကင်သားတို့သည်ဝမ်းမြောက်ခြင်းရှိသည်ထက်နောင်တရသောလူစုတယောက်၌တိုင်ဝမ်းမြောက်ခြင်းရှိကြ၏ဤဟုငါဆို၏အဖျားခင်နှလုံးသားဖြစ်တယ်နော် ပျောက်တဲ့โตကိုရှာတွေ့တဲ့အခါမှာဝမ်းမြောက်ရဟာမပျောက်တဲ့ तू မပျောက်တဲ့ तू နော်69កောင်မှာရှိတဲ့ဝမ်းမြောက်ခြင်းတဲ့တိုင်းဝမ်းမြောက်တယ်သူတို့ပြောပါတယ်နော်အဲ့တော့ဒါတကယ်ဘုရားသခင်ရဲ့နှလုံးသားဖြစ်ပါတယ်ရှိနေတဲ့မပျောက်တဲ့ပြောမယ်ဆိုရင်ဘုရားသခင်ရဲ့စကားတော်နားထောင်တဲ့ယုံကြည်သူ69ယောက်အတွက် ဘုရားသခင်ဝမ်းမြောက်ပါတယ်။ဒါပေမဲ့ဘုရားသခင်နားမထောင်ဘဲနဲ့လမ်းလွဲသွားတဲ့သူနောင်တရပြီးဘုရားသခင်စီပြန်ရောက်လာတာက ပူပြီးဝမ်းမြောက်တယ်တဲ့ဘုရားသခင်ကသူတို့ပြောပါတယ်။ဒီနေ့တိုးနဲ့တိုးထိန်နဲ့ပတ်သက်လို့ပေသူတို့ဩဝါဒစာအခန်းတစ်ပေခန်းကစပိုက်တေလောက်ကနေလေးလောက်ထိမှာဗာတွေ့လဲဆိုတော့တင်းအုပ်တွေကိုတိုးထိန်လို့ သူကတင်စားတာတွေ့ရတယ်အတင်းသားတွေကိုတိုးလို့တင်စားတာတွေ့ရတယ်ဒီနေရာမှာတိဖို့ကတိဖို့ကတိုးဆိုတဲ့နေရာမှာတိုးဆိုတဲ့နေရာမှာနော်အခုကျွန်တော်ရညွန့်တဲ့လုကခန်း15ကတိုးထဲမှာလဲနှမျိုးတွေ့ရတယ်နော်တမျိုးကတော့ပြောက်သွားပြီးပြန်မလာတတ်တဲ့တိုးနော်တမျိုးကတော့မပြောက်ဘူး ်တို့တွေ့ရတယ်ဆရာအရာကဘာကိုဥမာပြလဲဆိုတော့ကျွန်တော်ယုံကြည်သူတွေထဲမှာခရိယန်ထဲမှာเนาะစစ်မှန်တဲ့ခရိယန်ထဲမှာယဉ်ကျက်တဲ့ခရိယန်နဲ့ဟာဟိုသူငယ်အရွယ်ရှိတဲ့ခရိယန်ဆိုပြီးတော့မှနှစ်မျိုးရှစ်ချင်းကိုပုံဆောင်ခြင်းဖြစ်တယ်အားလုံးကိုတိုးလို့ပြောပေမဲ့တိုးလို့ပြောပေမဲ့တကယ်ကခရိယန်ကအသက်တာကတောင်းတမတူပါဘူးတချို့ကเนาะအသက်တာမယဉ်ကျက်နိုင်ဘူး ချစ်ကနေဆိုရင်နော်စိတ်ဆိုးတယ်နော်ဟိုနှုတ်ကပတော့ခံယူတယ်လွဲမဆိုခံယူတတ်တယ်နော်အဲ့တော့ဟိုဘယ်လိုခေါ်မလဲကိုယ့်ကိုအတ္တရက်မရက်တည်တတ်ဘူးဘုရားသခင်နဲ့မတော်လာတတ်ဘူးကိုယ့်ကိုနော်ဒီအရွယ်ကိုဒီအရွယ်ကိုတိုးမာမနော်တိုးလို့ဥမာပေးတာဖြစ်တယ်အဲ့တိုးမာမနှမျိုးပေါ့နော်လမ်းလွဲရောက်တဲ့တိုးလို့ ဒီရွယ်ကိုခေါ်တယ်အဲ့တော့ဖြောင်းမရနောင်တရသာမရှိတဲ့တိုးဆိုတာကတော့တော်တော့ဒီအတဲ့တော်မှာရင့်ချက်ပြီးတော့မှပုံမှန်ပါဝင်နေတဲ့မပြတ်မကွက်နောက်ဝတ်ပြကူကချင်းမှလည်းပါဝင်နေအလုံးငွေတဲ့ဆက်ဖို့ဖို့ဦးတည်တွေပါဝင်နေအင်းဝလီလုပ်ငန်းမှလည်းပါဝင်နေတယ်အဲ့တော့69កောင်နဲ့ဥမာပေးတာနော်ဒီလိုရှိတယ်ဆိုတော့ foreign share တွေက သူတို့မှာဖယားသခင်နှလုံးသားမရှိဘူးသူတို့ကဖယားเจ้าကိုပုံမှန်ရောက်နေတဲ့အလိုပုံမှန်ထဲ့နေတဲ့ဟာသူတွေကိုချစ်တယ်မြတ်နိုးတယ်ချီးကျူးတယ်သူတို့ပေါ်မှာအလွန်ဝမ်းမြောက်တယ်အလွန်ဝမ်းမြောက်တယ်ဒါပေမဲ့ပျောက်တဲ့သိုးကိုကြတော့သူကလုံးဝစိတ်မဝင်စားဘူးရှာဖို့လည်းမကြိုးစားဘူးအပြစ်ပဲတင်တယ် ဆိုးတဲ့သူတွေနဲ့အတူနေတယ်အတူစားတယ်တဲ့အဖက်မလို့သူတို့တွေ့ရတယ်ဒါဖာရီရှဲတွေနှလုံးသားပေါ့ဒါကြောင့်တိုးထိန်သူတို့ဟာတိုးထိန်ပဲလေဖာရီရှဲတွေလည်းနော်အဲ့တော့ဒီကာလမှာကျွန်တော်တို့တိဖို့ကတိုးထိန်နေဒီမှာနားထောင်နေဆိုရင်တော့နော်အဲတိကိုပြောနေတယ်လို့ကျွန်တော်ပြောချင်တယ်တင်ဟာတိုးထိန်ဖြစ်တယ်ဆိုရင်ဖာရီရှဲနှလုံးသားမရှိဘဲနဲ့ ဘုရားသခင်နှလုံးသားယေရှုနှလုံးသားရှိဖို့လိုပါတယ်လိုပါတယ်ဘုရားကြောင်းမလာရကောင်တော့တော့သူမလာတာเนาะအေးလိုက်မရှာနဲ့မခေါ်နဲ့เนาะတစ်ခါခွန်ရနှစ်ခါခွန်ရဒီမှာတော့မတွေ့မချင်းရှာတယ်တဲ့မရရအောင်ခေါ်လာတယ်တဲ့လို့ပြောတာတွေ့ရတယ်အဲ့ဒါကြောင့်ဖာရရှက်နှလုံးသားမရှိပဲဘုရားနှလုံးသားရှိဖို့လိုပါတယ်အဲ့ဒါဆိုရင်တော့ဒီနေ့တိုးတဲ့တိုးထဲမှာတင့်ရဲ့တိုးထဲမှာ เนาะအဲဝိညာဉ်ရေးရမှာအလိုနှုတ်နေတဲ့ယုံကြည်သူတွေရှိတယ်ဆိုတော့မမေ့ပါနဲ့သူတို့ဟာတိုးနေဥမှာပေးချင်းဒီကိုယ့်ကိုအစာမရှာတတ်ဘူးကိုယ့်ကိုရေရှိတဲ့နေရာမသွားတတ်ဘူးကိုယ့်ကိုနော်နားမယ့်နေရာသူနားမလဲဘူးကိုယ့်ကိုပြန်မလာတတ်ဘူးစသဖြင့်သူကဝေးဝေးလေးမမြင်ရဘူးနော် အဲ့တော့သူ့ကိုတတ်မဲ့သူရှစ်မှလည်းငိမ့်ငိမ့်လေးနေတယ်အမွေးရိပ်ရင်လည်းငိမ့်နေတယ်အဲ့တော့သင်ရဲ့တိုးထဲမှာအဲ့ဒါလိုတိုးတွေပြောချင်တာအဲ့ဒီခရိယန်တွေရှိပါတယ်စာရမဏတ်ကဘလောက်ပဲလှည့်ပြလှည့်ပြလှည့်ပြမှမသိဘူးတက်လဲတေဝဲဘွားပဲသူတို့ကကိုယ်ကိုယ်လည်းမစားတတ်ဘူးနှုတ်ကပတ်တော်မခံယူတတ်ဘူးပေါ့နားမလဲတတ်ဘူးပေါ့အဲ့တော့ကိုယ်သွားမယ်လမ်းကိုမသိတဲ့အတွက် တင်းနဲ့ကင်းကွာသွားရင်တော့လမ်းလွဲမှာတေချပါတယ်တေချပါတယ်ပြီးရင်လည်းသူပြန်မလာတတ်ဘူးဆိုတော့မမေ့ဘူးတင်းကသွားရှာမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ယေရှုခရစ်တော်ကလွဲတဲ့တိုးနဲ့တိုးထိန်နဲ့နော်ဘသူ့ကိုသူကဦးစားပေးပြီးတော့မှပြောလဲဆိုတော့လွဲတဲ့တိုးကသူ့အတူလွဲနေပေမဲ့မရရအောင်သွားမရှာတဲ့တိုးထိန်ကိုယေရှုအပြစ်တင်တာဖြစ်ပါတယ် ဒီနေ့လွဲနေတဲ့သိုးတင်မရှာဘူးဆိုရင်ဘုရားသခင်ကနော်တင်သိုးထင်းဖြစ်တယ်ဆိုရင်တင့်ကိုဘုရားသခင်အပြစ်တင်နေတယ်လို့ပြောချင်တယ်လွဲနေတဲ့သိုးအပြစ်မတင်ဘူးဘုရားသခင်အလွန်တနာတယ်သူတို့ကိုနော်အလွန်ကျင်နာတယ်သူတို့ကိုလမ်းမှန်ပြန်ရအောင်နှုတ်ကပတ်တော်နဲ့အသက်ပြန်ရှင်အောင်ဘုရားသခင်ကနော်အလိုရှိတယ်ပြန်ရောက်လာရင် အလွန် ဝမ်းမြောက်တယ်ပြောပါတယ်အဲ့တော့ဒါနဲ့ပတ်သက်လို့နော်ဣတရီလလူမျိုးတွေကငယ်တယ်တဲ့အမုတ်ခန်းခွန်ပါနော် surprise 1ကနေ6လောက်မှာရေရကုတ်တွေငယ်တော့ကြောင့်အဘယ်သို့ထမိနေဆိုတော့ဖျားသခင်ကကြိုင်းကောင်နဲ့အဖြစ်တံပေးမယ်တဲ့ပြီးမီးနဲ့အဖြစ်တံပေးမယ်တဲ့ဒါမြေရကုတ်ကငယ်တယ်တဲ့သူငယ်ဖြစ်တယ်တဲ့ဘယ်လိုလို့တွတ်သူထနိုင်ပါလဲတဲ့ဘယ်သူဘလို့တွတ်သူရှောက်နိုင်ပါလဲတဲ့ ဖះကိုတောင်းပန်ပေးတယ်အာမုတ်ကအဖះကနောင်တရတယ်မလုပ်တော့ဘူးအဲ့တော့ဒီနေ့တင့်ရဲ့တိုးထဲမှာငယ်တော့တိုးလေးတွေရှိတယ်ဆိုတော့မမေ့ဘူးဖြစ်ပါတယ်နော်ဆိုတော့ဒီရေကြီးလအခန်း34လေးကိုကျွန်တော်ဖတ်မယ်အသိစိတ်မရှင်းတော့ဘူးနော်ဒီနေရာမှာလဲပြောက်တဲ့တိုးကိုဘုရားသခင်ကအပြစ်မတင်ဘူးသူက တငယ်လေးဖြစ်တော့ကြောင့်မထိန်တိုင် ပြောက်မှာပဲဖြစ်တယ် နော်အဲ့တော့လိုက်မရှာတဲ့တူထင်းကိုပဲဖျားခင်အပြစ်တင်တယ်နော်အဲ့တော့ကို့အတင်းသားပြောက်ရင် လိုက်မရှာတဲ့တင်းဥဆရာအမှုရဆောင်များတင်းတို့ဖျားခင်အပြစ်တင်လိုက်မယ်ပြောချင်တယ်နော်ကဲဟုတ်ပြီကျွန်တော်ဖတ်ချင်တယ်ရေကြည်လနဂရကျန်ခန်း34နော်အောက်ပိုင်းတစ်ကနေအောက်ပိုင်းဖတ်ပါမယ်တပန်ထာဝရဖျားနှုတ်ကပတ်တော်သည်ငါစီတို့ရောက်လာ၍ အချင်းလူသားတင်ဒီဧတရေလအမျိုးတိုးထိန်တို့တစ်ဖက်၌ပရောဖက်ပြု၏ဟောလျက်တိုးထိန်တို့အားအရှင်ထာဝရဘုရားမိန်တော်မူသောစကားကိုဆင့်ဆိုရမည်မှာဒီမှာတိုးထိန်ဆိုတာအဲ့တုန်းကတော့ဘယင်ဒီပရောဖက်ဒီယေဘရဟိဒီစသဖြင့်ပေါ့နော်အမှုတော်ဆောင်နေပေါ့ဒါဓမ္မဟောင်းရဲ့တိုးထိန်နေပဲကိုကိုသာကြွေးမွေးတော့ဧတရေလအမျိုးတိုးထိန်တို့သည်အာမင်လာရှိကြိုက်ကိုကိုသာကြွေးမွေးတယ်နော် ကိုဝါဖို့နော်အဲကိုနှုတ်ကပတော်တိုင်းတိုင်းခံယူနိုင်ဖို့နားလည်ဖို့စီစိန်နဲ့ကြွယ်ဝဖို့ချမ်းသာစွာနေရဖို့အဲ့ဒါပဲစဉ်းစားတယ်တိုးထိန်နေတိုးတို့ကိုမကြွေးမွေးတဲ့ရတယ်လို့တိုးထိန်ကတိုးတွေမကြွေးမွေးပဲနေရသလားတဲ့နော်တင်းအုပ်ဖြစ်ပြီးတော့မော်တော်ဆောင်ဖြစ်ပြီးတော့မှတိုးတွေကိုနော်မကြွေးမွေးပဲနေဘောင်းနေရတယ်လေတဲ့တင်းတို့စီတိုးနှုတ်ကိုစားကြိုက်တိုးမွေးကိုလည်းဝတ်ကြိုက် ။ဆူဖြိုးသောသူတို့ကိုလည်းတတ်ကြိုက်။တဝက်တွင်သူတို့ကိုမကြွေးမွေးပါတကား။နော်မင်းတို့တင်းဥဆရာရဲ့အမှုတော်ဆောင်နေဟာတဲ့။အတင်းသားဆရာနဲ့အလူငွေတွေနဲ့လှစာရီတော့ယူတယ်တဲ့။ကောင်းကောင်းဝတ်တယ်ကောင်းကောင်းစားတယ်တဲ့။ဒါပေမဲ့ပျောက်တဲ့အတင်းသားတွေကြတော့လိုက်မရှာဘူးတဲ့။နော်အာနေတော်သူတို့ကိုမမဆာကြ။နာတော်သူတို့ကိုဆေးမကုကြ။အယိုးကျိုး Sorry အယိုးကျသောသူတို့ကိုအဝတ်နဲ့မစည်းကြသူတစ်ပါးနှင်သောသူတို့ကိုလက်၍မဆောင်ခဲ့ကြပျောက်သောသူတို့ကိုမရှာကြအနိုင်ထက်ပြု၍ကြမ်းတမ်းစွာဆင်ကြပြီနော်အဲ့တော့ဖျားเจ้าမှနေပြီးတော့မှအပြစ်တင်တယ်အပြစ်ဆင်းတယ်သွားမရှာဘဲနဲ့သွားမကူညီဘူးသွားမမဆောင်ပြောတဲ့ယုံကြည်သူတွေကိုနော်ဒီလိုပြောချင်တာဖြစ်တယ်ပြီးရင်ပါပြီးတော့ ထိန်သောသူမရှိသောကြောင့်တိုးတို့သည်ကွဲပြားကြိုက်ကွဲပြားလက်နေသောအခါခတ်သိမ်းသောတောသားရင်စားဖြစ်ကြ၏ငါတိုးတို့သည်တောင်များမြင့်သောကုန်းများအပေါ်မှလဲ၍မြေတစ်ပြင်လုံးတွင်အရရက်ကွဲပြားလွန့်ပြက်လျက်နေ၍အဘယ်သူမဲ့လိုက်မရှာကြတို့ဖြင့်အချင်းတိုးထိန်တို့ထာဝရဘုရားအမိန်တော်ကိုနားထောင်ကြလောအရှင်ထာဝရဘုရားမိန်တော်မူသည်ကငါအသက်ရှင်သည့်အတိုင်းတိုးထိန်မရှိ အဘယ်တိုးကိုမြငါတိုးတို့ကိုမရှာတိုးထိန်တို့ဒီငါငါတိုးတို့ကိုမကြွေးမွေးကိုကိုသာကြွေးမွေးသဖြင့်ငါတိုးတို့သည်လူอยู่ရာခတ်သိမ်းတော်တော်သားရဲ့စားကြဖြစ်တော့ကြောင်းအချင်းတိုးထိန်တို့ထောက်ရဖြာမင်းတို့ကိုနားထောင်ကြလော့အောက်ပိုင်းရောအကောကိုဖတ်ပါများမဆလို့နော်ဆိုတော့ဘုရားသခင်ကဒီနေ့တိဖို့ကနော်ယုံကြည်သူ ဖျားသားဖြစ်ခွင့်ရပြီမဲ့သူငယ်ဖြစ်သေးတဲ့သိုးတငယ်လိုဖြစ်နေတဲ့ယုံကြည်သူ လမ်းမရောက်တာနော်လမ်းမရောက်တာဖျားကတနာတယ်အပြစ်မတင်ဘူးအဲ့တော့ဘယ်သူအပြစ်တင်လဲဆိုတော့သူတို့ကိုလိုက်မရှာတဲ့သူပြစ်ထားတဲ့သူနော်အဲ့တော့သူ့နှုတ်ကိုတောက်တဲ့သူ့မွေးကိုခြုံတဲ့သူ့သားကိုစားတယ်ဆိုတော့လက်စာရတဲ့နော်အမှုတော်ဆောင်နေပေါ့ ပြောမှဆိုရင်တော့အလဆာရတဲ့အမှုတော်ဆောင် ထောက်ပံ့ကြီးတွေရတဲ့အမှုတော်ဆောင် ဖြစ်ပြီးတော့ဟာလာတဲဥစရာဖြစ်ပြီးတော့ပြောက်တဲ့သိုးကိုမရှာဘူး။သူမမလာတာ။အဲ့တော့အဲ့လိုမလုပ်ပါနဲ့။ဒီနေ့ဘုရားသခင်တိ့ုံပြောနေတယ်။ဘုရားနှလုံးသားရှိပါ။ဘုရားသခင်ကအဲ့ဒါကြီးပြောက်တဲ့သိုးတွေကိုရှာဖို့အလိုရှိပါတယ်။သူတို့ရောက်လာရင်ဘုရားသခင်ကတင့်ဘုရားเจ้าကိုပုံမှန်ရောက်နေတဲ့ ဆယ်ဖို့ဘုံမှန်ထဲနဲ့အိုးတီးပုံမှန်ပူဇော်နေတဲ့သူတွေပေါ်မှာဝမ်းမြောက်တာထက်ပြင်းပြရှာလာတဲ့ပျောက်တော်သူဖျားချောင်းပင်ရောက်ခြင်းကိုဖျားသခင်တိုင်ဝမ်းမြောက်တယ်အဲ့နှလုံးသားလေးရှိဖို့အရေးကြီးပါတယ်ကျွန်တော်ယုံကြည်သူများနော်ရင့်ကျက်တဲ့ယုံကြည်သူများအမှုတော်ဆောင်များဒါကြောင့်တင်ရစပြီးကိုကတိုးထင်းဆိုရင်တော့နော်တိုးထင်းတာဝန်ခြေပင်ကြစို့အပိချင်းနဲ့အဲ့ဒါဆိုရင်တော့ခုနတစ်ပေခန်းကစပိုက် လေးမှကြည့်မယ်ဆိုတော့မညှို့နှမ်းမပြက်စီးတတ်တော့ပါလဲဆိုရင်နော်သူကတင်းတို့ဒီမညှို့နှမ်းမပြက်စီးတတ်တော့ဘုံကြီးတော့ပန်းဦးရတရဖူကိုခံရလိမ့်မယ်အတူထင်းကြီးပေါ်လာရင်တဲ့ခြေဆောင်ချင်းမှာနော်စုတရဖူမညှို့နှမ်းမပြက်စီးတတ်တော့ဘုံကြီးတော့ဦးရတရဖူစုချင်းချင်းခံရမှာဖြစ်ပါတယ်နှမဝင်တော့အပြစ်တင်ချင်းခံရမှာဖြစ်ပါတယ် ။ဒါကြောင့်သတိတမာသတိရှိပါလို့နော်ခွန်အားပေးနဲ့နေကုန်းချုပ်ပါရယ်။ဘုရားသခင်နဲ့တင်တို့အားလုံးစကားပြောပါစေတော့။အာမင်။